ဒီနေ့တော့ if over စာခန်းကြီးနှစ်ဖြစ်ပါတယ် if over စာခန်းကြီးနှစ်အငယ်1မှ30တင်တို့သည်အထက်ကလောကီတရားတို့လိုက်၍အာကာသကောင်းကင်ဤတကူကိုအစိုးရသောမင်းသည်ဟူသောညင်းဆန်သောသူတို့၌ပြုပြင်သောဝိညာဉ်ဤအလိုနှင့်ညီဒူးဆိုင်အပြစ်တို့၌ကျင်လည်ကြ၍ထိုဒူးဆိုင်အပြစ်၌တေလျက်ရှိနေသောတင်တို့ကိုပင် ဖျားသခင်သည်အသက်ရှင်စေတော်မူပြီးထိုညှင်းဆန်သောသူတို့နှင့်တကွငါတို့ရှိသည်မြသည်အထက်က ကိုကာယ၏အလိုသို့၎င်းစိတ်၏အလိုသို့၎င်းလိုက်သဖြင့်ကာမဂုဏ်တို့၌ကျင်လေသည်ဖြစ်၍ကျွင်းသောသူတို့ကဲ့သို့ပင်ပဂတိအတိုင်းအမျက်တော်ကိုခံရသောသူဖြစ်ကြ၏သို့တော်လေကျူနာတို့နှင့်ကျယ်ဝတော်မူသောဖျားသခင်သည်ငါတို့ကိုချစ်တော်မူသောမဟာမေတ္တာတော်အားဖြင့်ဒုစရိုက်အပြစ်၌သေလျက်ရှိနေသော ငါတို့ကို ခရစ်တော်နှင့်အတူအသက်ရှင်စေတော်မူပြီးယေရှုတော်ကြောင့်သာကယ်တင်ခြင်းသို့ရောက်ရ၏ယေရှုခရစ်အားဖြင့်ငါတို့ကိုထမ်းမြောက်စေ၍ကောင်းကင်အရ၌နေရာပေးတော်မူပြီးအကြောင်းမူကားထိုသခင်အားဖြင့်ငါတို့၌ယေရှုပြု၍ယေရှုတော်ဤအလွန်ကြွယ်ဝခြင်းကို နောင်ကကာလတို့၌ထင်ရှားစေမိအကြောင်းဖြစ်သည်ယုံကြည်သောအားဖြင့်ယေရှုတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ရ၏ကိုယ်လိုလျောက်ရောက်တည်မဟုတ် ဘုရားသခင်တနာတော်မူရာဖြစ်သည်ကိုကုသိုလ်ကြောင့်ကဲတင်တော်မူခြင်းတို့ ရောက်သည်မဟုတ်တို့ဖြစ်၍အဘယ်သူမျှဝါကြွားเสียအခွင့်မရှိအဘယ်ကြောင့်နီးဟုမူကားငါတို့သည်ကောင်းသောအကျင့်တို့ကိုကျင့်ရမည်အကြောင်းယေရှုခရစ်၌ပြုပြင်၍ဖန်ဆင်းတော်မူရာဖြစ်ကြ၏ထိုကောင်းသောအကျင့်တို့၌ငါတို့သည်ကျင့်လျက်ရမည်အကြောင်းဘုရားသခင်သည်ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီအငယ်၁၁မှ 22ထိုကြောင်လက်ဖြင့်ကိုကာယ၌ပြုသောဝောဟာရအယေပြားလှီးခြင်းကိုခံသောသူတို့ခေါ်ဝေါ်သောအဖြစ်အယေပြားလှီးခြင်းကို မခံသောလူဟု၍ခေါ်ဝေါ်ကြသောသာသနာပလူတို့အထက်၌တင်တို့သည် အထက်ကပဂတိအတိုင်းဖြစ်ကြသည်ကို၎င်းထိုအခါတင်တို့သည်ခရစ်တော်ကိုမသိဤဒေလအပေါင်းတင်၌မဝင်ဂရိတော်ပါသောဗြဟ္မဉ္စတရားတို့နှင့်မဆိုင်မျှော်လင့်ခြင်းမရှိ လောက၌ဖျားမဲ့နေကြသည်ကို၎င်းအောင်းမိကြလော့ သင်တို့သည်အထက်ကဝေးလျက်ရှိတော်လဲယခုမှယေရှုခရစ်၌ဖြစ်၍အသွေးတော်အားဖြင့်အနီးသို့ရောက်ကြပြီအဘယ်သို့နည်းဟုမူကားထိုသခင်သည်ငါတို့၏ရန်ငင်းခြင်းအကြောင်းဖြစ်တော်မူ၏ဝီနီ အထုံးဖွဲ့နှင့်ဆက်ဆိုင်သောပညာတရားကြီးဟုသောရန်ညှိုးဖွဲ့ခြင်းအကြောင်းကိုကိုခန္ဓာတော်တွင်ပယ်ရှင်းတော်မူသည်ဖြင့်ပိုင်းခြားလျက်ရှိသောစัจ जान ဥဒ္ဒတိုင်းနိုင်ငံကိုဖြိုဖျက်၍ လူမျိုးနှစုတို့ကိုတစုတည်းဖြစ်စေတော်မူ၏အကြောင်းမူကားရန်ကိုငိမ့်စေပြည်လင်ကိုရော၌ထိုလူနှစုတို့ကိုလူတစ်တူးတကူတည်းဖြစ်စေခြင်းကပြင်ဆင်၍တလုံးတဝကြီးဖြစ်ပြီးသောထိုလူနှစုတို့ကိုလက်ဝါးကတိုင်တော်အဖျင်ရန်ကိုတတ်ဖြတ်လျက်ဘုရားသခင်နှင့် မိတ္တဟာယဖွဲ့စေမိအကြောင်းဒီထိုခရစ်တော်သည်လည်းကြွလာ၍ဝေးလျက်ရှိသောသင်တို့အား၎င်းနီးလျက်ရှိသောငါတို့အား၎င်း ရန်ငင်းချင်းတရားသည်ဟုသောအေဝံဂေလိတရားကိုဟောတော်မူ၏ထို့သောခရစ်တော်အားဖြင့်ငါတို့လူဦးသည်စိတ်ဝိညာဉ်တလုံးတဝါကြီးဖြစ်၍ခမည်းတော်ထံသို့တိုးဝင်ရမည်အခွင့်ကိုရကြပြီထို့ကြောင့်သင်တို့သည်တကြွတနိုင်ငံသားမဟုတ်ဧည့်သည်လည်းမဟုတ်တန်ရှင်းသူတို့၏အမျိုးသားချင်းဖြစ်ကြ၏ဘုရားသခင်၏အိမ်တော်သားလည်းဖြစ်ကြ၏အဘယ်သို့နည်းဟုမူကားတမန်တော်တို့မှဆက်၍ပရောဖက်များကြီးဟုသော တိုက်မြစ်အပေါ်၌သင်တို့သည်ထပ်ဆင်း၍တည်ဆောက်လျက်ရှိကြ၏ထိုတိုက်တောင်းအမြင့်ကြောက်ကယေရှုခရစ်ဖြစ်သည် ထိုကြောက်နှင့်တိုက်လုံးသည်ဆေးဆက်၍ကြီးပွားသဖြင့်သခင်ဖျားအဖို့အလို့ငါတန်ရှင်းသောဗိမာန်တော်ဖြစ်၏ထိုဗိမာန်တော်၌လည်းဘုရားသခင်သည်ဝိညာဉ်တော်အားဖြင့်ကျင်းဝတ်တော်မူခြင်းအလို့ငါသင်တို့သည်ငါတို့နှင့်အတူတည်ဆောက်လျက်ရှိကြ၏ Okay, now video my friend to me. Bye-bye.